မင်္ဂလာနေ့တကယ်ပါခင်ဗျာဒီနေ့တော့အောက်တိုဘာလ3ရက်ပေါ့နော်တောက်ကြနေဖြစ်ပါတယ်ခင်ဗျာတကယ်တော့ဒီဘုသူကျွန်တော်ပြောခြင်းမူဘာကြောင့်လဲဘာသာကိစ္စတွေပါနေလို့တိုးတိုးလေးလိုအပ်တယ်လို့ကြောက်ကြီးရကြောင်လို့ကျွန်တော်သင်ပြပြတာဖြစ်ပါတယ်ဖြစ်စီရတော့ဘာလဲဆိုရင်တော့ဖြင့်နေပြီးတော့တစ်ဆိတ်ပင်ယွာနီမှာဆောက်လို့မဲ့ဇွန်နေနဲ့ရှိရာဘာသာရေးဆောက်ဦးနှစ်ခုတွေ့ချန်စီယူခတ်တဲ့ကိစ္စချန်စီယူစကားတာတပတ်လောက်ပဲရှိသေးတယ် မြန်မာနိုင်ငံသတင်းသမားတွေဘယ်သူမှမသိသေးဘူးအဲ့အချိန်မှာဖင်လန်လိုနိုင်ငံရုံးမှရှိနေတဲ့ကုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစဖွားတယ်တချိန်တုန်းကတော့ကုမမောင်ကကိုယ့်ဘက်ကလူပဲဗျအသွင်ယူဆတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်ဒီပြဿနာမှာတော့သူပြောတာစပြောတာတာမန်အဖြစ်သူသတင်းရတာမှန်ပါတယ်ဒါပေမဲ့လည်း အဲ့ဒီဟာကိုဘုံကြောင့်မီးမင်းအောင်ရခွင့်ပြုပြီးတော့မှလုံယုံရွေးတွေအထက်ထက်ချပြီးတော့မှလှုပ်ပေးနေတယ်ဆိုတာဒါတော့မှားတယ်ဗျအဲ့ဒါတော့ခင်ဗျားပြောတာလုံးဝမဟုတ်ဘူးအဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့လည်းဟိုကိုအမေကလည်းဖြစ်စဉ်တွေကိုသွားပြီးတော့မှတော့ရိုက်ပြရသေးတွေ့ရတယ်ကောင်းတာရှိသလိုဆိုးတဲ့ impact တွေရှိတယ်ပေါ့ဗျထားလိုက်တော့ဒါကျွန်တော်အထူးတိမပြောလို့ပါအဲ့တော့မြို့သားကြီးဖုန်းတော်ကြီးတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့လာရောက်မှတင်ပြီးတော့မှဟိုပြောဆိုဆွေးနွေးကြတယ်တွေ့ရပါတယ် အဲ့ဒါကျွန်တော်ဒီနေ့ကတော့ပါတယ်ဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကဲတရားအနေနဲ့ဘာသာပေါင်းစုံအားလုံးကိုဒီလိုနေရာတွေခွင့်ပြုပေးတာဒါဟိုဟိုခေါင်းကောင်းလို့ဆရာကြောင်းမရှိပါဘူးဒါလုပ်ပဲခွင့်နဲ့ရှိပါတယ်ထို့တော်လည်းကဘာမာတော်မှဗျာအင်္ဂလန်လိုနိုင်ငံမျိုးတော်မှဒါမွတ်စလင်ဘာသာဝင်တွေကအများစု ဖြစ်လာတဲ့ခေတ်မှာသူတို့ရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှ အဲ့ဒီအမျိုးသားရေးစိတ်ဓာတ်တွေနိုးကြလာကြတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုခွင့်ပြုပေးတာနဲ့ပတ်သက်ပြီးတော့မှတခါလေဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းကျုပ်တော်မှာဆင်းနေရတဲ့အနေအထားဖြစ်နေနေပြီလေကမ္ဘာမှာတော့မှဒီလိုမျိုးအုံနယ်ချင်းနဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့ဒီမှာလည်းဒီလိုပြောတာကတော့ဒါပြောစင်းတဲ့ကိစ္စပါပဲအဲ့ကြောင့်မို့လို့ကျွန်တော်တို့ကအခြေအနေချင်းခါပေါ့ကနဒေးသားအက်ကန်တာလေးလူတွေဗျအဲ့တော့ဒီနေရာကဒီနေရာမှာဆောက်မှဖြစ်မှာလားဒီနေရာမှာခွင့်ပြုမှဖြစ်မှာလား တခြားနေရာမှာခွင့်ပြုရမရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီချိန်မှာမလုံးတယ်ဘာလို့တားလို့မရဘူးလားတိုင်းမင်းလို့လေတိုင်းမင်းလို့လေကျွန်တော်တို့ကအဓိကတော့ပါလဲဆိုရင်တော့ထိရှောက်လို့ပြဿနာဖြစ်နေတယ်ရွေးကောက်ပွဲဆိုရရှိနေတယ်ရွေးကောက်ပွဲမတိုင်ခင်မှာမတိညမြိတ်ဥတွေဖြစ်ဖို့အတွက်ကျွန်တော်လုံးဝမဖြစ်သင့်ဘူးဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမင်းများအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါတို့ဆောင်ကြရင်ပတ်သက်ပြီးတော့တုံ့တက်ပြီးဘယ်ကျွန်တော်မြင့်တရရခံပါတယ် review လုပ်ပြပါပေါ့ဗျာเนาะ တမွေနဲ့ဆိုင်ငံ့ထားပြပါပေါ့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှရေးချီယူပြောကိုပြီးတော့မှကျွန်တော်တို့ကတော့လေးနဲ့ထားပြီးတော့မှတင်ပြပါရခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။